တာချီလင်းမျိုးဘိုးကျော်လမ်းမကြီးပေးအထကအောင်ကြီးရှေ့မှာစီးတောင်နေတဲ့လူနှစ်ယောက်ဟာလမ်းဘဲကဖီတိုတွေနဲ့ရထားရဆိုင်ကယ်တွေကိုအချိန်ထင်းပြင်းနဲ့ဝင်တိုက်ခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒီဖြစ်ရကြောင့်အဖြစ်မဲ့သားမီးနှစ်ယောက်အသက်ဆုံးဆုံးခဲ့ရပြီးနောက်ထပ်6ဦးဒဏ်ရာရရှိခဲ့ပါတယ်။အသက်အန္တရာယ်ဆွေးရတဲ့ဒဏ်ရာရရှိသူတွေလည်းပါဝင်ပြီးဆိုင်ကယ်တွေလည်းအများအပြားပျက်စီးခဲ့ပါတယ်။ကျောင်းဖွင့်ရမဟုတ်လို့သာအများပြားထိခိုက်မှုကနေလွတ်မြောက်ခဲ့ရတာဟာတိုက်ဆိုင်မှုတစ်ခုဖြစ်ပါတယ် ဒီလိုစိတ်ကြွရွတ်သွားဆေးပြပြဿနာဟာကျွန်တော်တို့မြို့ပါလူအဖွဲ့ကြီးရဲ့လုံခြုံရေးဟိုဘလောက်အခိချင်းချောင်းနေတယ်လဲဆိုတော့ကိုပြသနေပါတယ်ဒီလိုရန်ကားနဲ့မူရီဆေးသုံးဆွဲမှုတွေပေါ်ပေါက်လာတာဟာအဂတိလိုက်စားမှုကြောင့်ဥပဒေစိုးမိုးရေးအားနည်းနေခြင်းနဲ့တိုက်ရိုက်ဆက်ဆံနေပါတယ်တရင်းရင်မြစ်တွေရဲ့ထောက်ပြမှုအရာမူရီဆေးဝါရန်ဝယ်ဖောက်ကားမှုကိုနှစ်ရက်တွေကိုလုံခြုံရေးနဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းများစာယာဖာရဲထွေအုပ်ရဲကြီးတွေကတိရှိနေပေမဲ့လက်ဖေးလက်ယူမှုတွေကြောင့်ထိရောက်တဲ့အရေးယူမှုတွေမလုပ်နိုင်ပဲဖြစ်နေတယ်လို့သိရပါတယ် အခရီးလိုက်စားမှုကဥပဒေကိုအားနည်းစေတဲ့အခါရာဇစ်သွားတွေကရန်တင်းလာပြီးအပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်ကိုတိုက်ရိုက်ချင်းချောက်လာတာကိုဒီတာရှိလိတ်သစ်စင်ကတပ်တွေပြနေပါတယ်။ဒီလိုပြဿနာမျိုးကိုကင်တွယ်ဖို့အတွက်တရုတ်နိုင်ငံမှာလိုတေတံကဲသို့ပြန်ထန်တဲ့ပစ်တိုင်တွေနဲ့ထိန်းချုပ်ဖို့လိုအပ်နေပြီးရောလေဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။ပြည်သူလုံးချုပ်ရေးကိုတာဝန်ယူရတဲ့အဖွဲ့အစည်းများအနေနဲ့တာရှိလိတ်မျိုးမှာတည်ဆုံခဲ့ရတဲ့သူတွေအတွက်တရားမျှတမှုရဖို့ကျွန်တော်တို့ရဲ့မိသားစုတွေလုံခြုံစွာနေထိုင်နိုင်ဖို့အတွက်မူရစေရောင်းဝယ်သူများနဲ့ ၊နဂရီလိုက်စားသူတွေကိုရာထူးကြီးငယ်မရွေးချွင်းချက်မရှိအမျက်ပြတ်ဖယ်ရှားသည့်ပြင်းထန်တဲ့ဥပဒေအရအရေးယူပေးဖို့တောင်းဆိုပါရယ်။ပြည်သူရဲလုံအနေနဲ့မိမိပတ်ဝန်းကျင်ကမူရစေးနဲ့နဂရီလိုက်စားမှုတန်တရားရှိတဲ့ကိစ္စရပ်တွေကိုကွယ်လင်းမင်သားစွာတရင်ပေးဖို့တိုက်ခိုက်ဖို့ပူးပေါင်းပါဝင်ကြဖို့အလင်းနဲ့တိုက်တွန်းနှိုးဆော်လိုက်ရပါရယ်။တာချီလင်းမျိုးဘိုးချုပ်လမ်းမကြီးပေး